ားလုံးပဲမင်္ဂလာပါဗျ Soccer House နေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်နဲ့ကိုနဝင်ငင်းရဲနဲ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့ဒီကြီးကျွန်တော်တို့စက်တင်ဘာလ28ရက်နေ့တိမ်ဖြူယုံမှာရှင်ပြိုင်ထိုးတက်သွားကြ Pride Glory Honor ရိုးရလဝိတ်စိန်ခေါ်ပွဲကြီးရဲ့ဒီတွဲဆိုင်နေအကြောင်းကိုကိုနဝင်ငင်းရဲ့အမြင်ကိုကျွန်တော်ကနေပြီးတော့မေးမြန်းပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျအခုမင်္ဂလာပါအေးမင်္ဂလာပါဟုတ်ကဲ့ကိုတွဲဆိုင်ကတော့စုစုပေါင်း10ဆိုင်ပေါ့နော်ပြီးကျွန်တော်တို့ Ramen Onkai ခေါင်းဆိုင်တွေ့တာပဲထိုးမင်းနိုင်တဲ့ဆော့ထူအောင်လည်းပါတယ်ပြီးအခြားတဲဆိုင်လေးတွေမှာလည်းအခုကြိုင်းနေတဲ့ တက်လိုက်တက်နိုင်လောက်မဲ့တွဲဆိုင်နေပြီးထိုးတက်ပုံတွေရှိမယ်လို့လဲကျွန်တော်မြင်တယ်အဲ့တော့ဒီနေ့ပွဲကဒီပထမဆုံးသိကျင်တာကဒီနေ့ပွဲခြိုင်ဝဲပြိုင်ပွဲကျင်းပသွားတဲ့အပေါ်အခုအမြင်ဘယ်လိုရှိလဲခင်ဗျအဲကောင်းပါလေဒီပွဲကများများလို့လေကောင်းလေပဲပွဲငတ်နေတာဟောရန်ကုန်မှာဒီရွေးရလုံးရင်းနဲ့ပတ်သက်ရင်ကွန်းနေတော့ကြည့်ဖို့ဆိုတာကနေမှာပဲဖြစ်နိုင်တာလေနေရလဲအများအားဖြင့်နေနိုင်တာမဟုတ်ဟုတ်ကဲ့ဆိုတော့ရန်ကုန်မှာပွဲရှိရင်တိမ်မြူမှာလှုပ်လှုပ်တွန်းနာမှာလှုပ်လှုပ် ဟိုရေကူးมาပဲလို့လို့ဗမာလို့လို့လို့ဖို့အရေးကြီးတယ်ပြီးတော့ကြံတဲ့အရာတွေအားလုံးထက်ကြည့်ရတာတော့အဆင်ပြေတယ်ဟိုလိုမျိုးအရင် WLC လို့ TGL လို့ဟိုဒါပွဲမျိုးကြီးတွေလည်းကြည့်ကြတာပေါ့ကွာဒါပေမဲ့အခုကတင်ပြမှာကြည့်ရတာတော့အဆင်ပြေလာတယ်ဟုတ်တယ်အရင်ကဆိုတော်တော်ပူတော်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 လေးလောင်နေအိုက်တယ်အခု တော့တင်ပြရလဲလူနိုင်တယ်အေးအေးနိုင်တယ်ဟုတ်ကြည့်ရတာအဆင်ပြေပါတော်တော်အဆင်ပြေတယ်ဟုတ်ကဲ့ကိုဒီကောင်ဆွဲတွဲဆိုင်နဲ့ဒုတွဲဆိုင်ကိုခဏဖယ်လိုက်မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့မင်္ဂလိတွဲဆိုင်ကိုလည်းခဏလောက်ဖယ်လိုက်ဖယ်လိုက်တော့တစုပေါင်းတွဲတဲ့ခုနဆိုင်ချက်မယ်အခုနဆိုင်ထဲမှာအကိုရဲ့အမြင်ကပရိသတ်ကိုဖြောင်ပြမှုပေးနိုင်တဲ့တွဲဆိုင်ကဘာဖြစ်မလဲပြီးနောက်တစ်ခုပါကျွန်တော်တခါထပ်သိချင်တာအဲ့ဒီတွဲဆိုင်နေတဲ့ကအကိုအကြိုက်ဆုံး fighter တယောက်ကိုလည်းကျွန်တော်ထုံထုံပြစေချင်တယ်ကို အဲအကိုကနာမည်မှတ်မိဘူးကွာဟိုနာမည်ကြီးတွေလောက်ပဲအကိုတည်တာဒီဟိုထားပါတော့ဒီတွဲဆိုင်ဆိုလေအခုညီလေးတပွဲချင်းမင်းရောအကိုအကုန်တည်တယ်မင်းအဲ့လိုလုံးမင်းရောအကိုမတည်တော့ဘူးဟုတ်ကဲ့ပါဗျာဟိုအဲ့ဒါဆိုလို့ရှိရင်ဒါကောဘကပွဲပေါ့ကွာထိတ်ဆုံးပွဲကောဘပွဲဆိုကောဘကအကိုဒါရင်းနှီးနေတဲ့နာမည်ပေါ့ပြီးတော့ကောင်းလင်းနဲ့အပြင်မှာလည်းခင်ဟိုခင်လဲခင်တယ်ပေါ့ဒါရမန်တို့ကိုရဲတို့နော်ကိုရဲမန်နေဂျာကိုရဲဒါရမန်ရဲ့ညီလိုတပည့်လိုအများကြီးညှော်လင့်ထားတယ်အဲဒါမှကောဘက တိတ်ပြီးတော့အခုအားမရဘူးအဲ့လိုအဲ့တော့ကောဘကနဲ့ထိုးတဲ့သူကသူ့ရဲ့လက်ရည်ဘလို့ဘာညာရှိတယ်ဟာအခုတိတ်မသိဘူးဟုတ်ကဲ့ကောဘကကိုကြည်လားကောဘကတိတ်အဆင်မပြေဘူးအဲအဲ့လိုမျိုးပေါ့ဟုတ်ကဲ့အဲ့တော့ဒီနေ့တွေ့ဆိုင်နေမှာကျွန်တော်ပရိသတ်နဲ့မစိမ့်တဲ့ fighter တွေပါလာတယ်ဥပမာ C2 လို့မျိုး baseline ဒီ slide ထန်ပြီးရှင်ကောင်းနေ slide slide ကစားတာတော့အမြဲတမ်းဖြောပြမှုပေးနိုင်တယ်အခုမျက်စိရှိမှမျက်ဝါးထင်တယ်ဒီအခုမနှစ်ကပြင်းနေပွဲနဲ့တူတယ်စောတန်းဆိုးဟုတ်ကဲ့ပွဲဆော့ဆော့ချင်းရှုံးသွားတာလွန်ကျန်တဲ့ပွဲတွေကစောတန်းဆိုး ကစားတာကောင်းတယ်ဒါပေမဲ့တခုတော့ရှိတယ်သောတန်ဆိုးဆိုပြီးထိုးထိုးပြီးတဲ့ဒီ after သောတန်ဆိုးပေါ့လေ slime ရဲ့ after သောတန်ဆိုးကတော့အဲ့ before သောတန်ဒီ slime ကိုမမိသလိုတော့ကိုခံစားရသေးတယ်ဟုတ်ကဲ့ဒါပေမဲ့ကောင်းပါတယ်ထုံးစံအတိုင်းပဲသူအရင်တည်းကသူဖြော်ပြမှုပေးနိုင်တဲ့ level ကထိတ်ဆုံးရောက်နေတော့အခုနည်းနည်းလေးကြာပြီမှလည်းတခြားသူတွေထပ်တော့ဖြော်ပြမှုပေးနိုင်တော့မှဒီ slime transformation ကဟုတ်ကဲ့အဲစီတိုးပွဲကဟုတ်ကဲ့ဗျ ဒီရဲရဲလင်းဦးနဲ့ရဲလင်းဦးနဲ့ရဲလင်းဦးကိုဒီလောက်ကောင်းမယ်တော့မထင်တာဘူးဟုတ်တယ်ဗျဟုတ်စီတိုးတော်တော်လေးตาမယ်လို့ပဲထင်တာဒါပေမဲ့ဒီတွဲဆိုင်ပေါ့နော်ဒီတွဲဆိုင်ဒါပွဲစီစဉ်တဲ့သူတွေလေဟိုထားပါတော့အကိုစီစဉ်မယ်ဆိုရင်ပေါ့ဟုတ်ကဲ့အဲ့တွဲဆိုင်မှာစီစဉ်ရဲဦးပရိသတ်ကိုဖြုံးပြီးတာမဟုတ်လို့ပဲအကိုတွေးမှာဒါဒါစီစဉ်တဲ့သူရဲ့ပညာပေါ့နော်အမှတော့ဒီစီတိုးနဲ့ရဲလင်းကတကယ်အကျင့်နဲ့ရှိပြီးတော့ဒါဒီနေ့အတွက်ဆိုရင်ဟိုရမန်အောင်ခိုင်ပွဲပြီးရင်အကောင်းဆုံးပွဲလို့ပြောလို့ရတယ် စီတိုးရဲ့အဝင်လေးအထွက်တွေအရင်လိုပဲဒါမခါတိုင်းထက်ဆိုင်ရင်တော့အိုးအရင်စီတိုးပုံစံပေါ့နောက်ပိုင်းပွဲတွေမှာစီတိုးကစားတဲ့ပုံစံက6လောက်တွေကပါလာတယ်ဒီဘက်မှာတော့ခြေကန်တွေပဲတိတ်မဆုံးတော့ဘူးရေလင်းဦးကတထောင်တစ်ခုကလွှဲရင် all round မှာစီတိုးထထောင်မှာပိုကောင်းအောင်ကစားသွားနိုင်သေးတယ်နှစ်ယောက်စလုံးကပါရည်နိုင်လည်းရှိတယ်ဒါပေမဲ့ဟိုဟိုစီတိုးနည်းနည်းလေးစီးတယ်အဲ့လိုပြောရမယ်နောက်ဟိုကနောက်ကောင်လေးကိုကြိုက်တယ်ပေါ့ကျော်နိုင်ထုံးကျော်နိုင်ထုံးတော်တော်ကြိုက်တယ်အဲ့အဲ့အဲ့လိုမျိုးပေါ့ နာမည်သိရင်အကိုဟိုဖြစ်တယ်မဟုတ်ရင်ဟိုအကိုနဲ့အရန်မရင်ပါတဲ့နာမည်တွေဆိုတာလေကျွန်တိုင်းထွန်းကစားတာတကယ်ကြိုက်တယ်ကျွန်တိုင်းထွန်းမာရီကျော်ရီပါရီနဲ့ရီကစားသမားတူဦးမှာအဲ့ဒါလိုတယ်ကွာနော်မာရီကျော်ရီရှိတယ်ဆိုသူသူ့ရဲ့ durability ကောင်းတယ်နော်ပါရီနဲ့ရီဆို intelligent အဲ့နှစ်ခုလုံးအကိုတွေ့ရကစားတာလည်းကောင်းတယ်ဟုတ်ကဲ့အဲဆိုတော့ကောင်းတယ်ကျွန်တိုင်းထွန်းကအကိုအမှန်တမ်းပြောရင်ကျွန်တိုင်းထွန်းအခုမှကြည်ဘူးလားမိုက်တယ်ဒီကောင်လေးကိုနောက်ပိုင်းကျွန်တိုင်းထွန်းဆိုအကိုသတိထားပြီးတော့ကြည်တော့မယ် ဟုတ်ကဲ့နောက်နောက်တယောက်ရှိသေးတယ်ဟိုကနဲ့ကျော်ဝီရန်နဲ့ဟုတ်ကဲ့ဟိုကကြောက်ကြောက်ရိုင်းကြောက်ရိုင်းကြောက်ရိုင်းကစားလာလဲကြိုက်တယ်ဟုတ်ကဲ့ကျော်ဝီရန်ကကျော်ဝီရန်ကလေဟိုကစားတဲ့ပုံစံကတော်တော် smart ကြတယ်ဟုတ်ကဲ့ကျော်ဝီရန်အများကြီးတွေမလုပ်ဘူးဟုတ်ကဲ့သူနဲ့ထိုးတဲ့သူကိုစူးစားပြီးတော့ကြည်နေပြီးတော့ကျောင်းရဲ့တလုံးတစ်ပေါက်စုံတယ်ဟုတ်ကဲ့ကျောင်းရဲ့လက်သီးတွေလည်းတော်တော်ကောင်းတယ် ်နောက်ခတ်တယ်ကန်တယ်ထိုးတယ်ဝင်တယ်ထွက်တယ်ကြောက်ရမ်းတကယ်ဟိုအဖြောင်သွေးတိတ်ကကစားသမားတွေဒီနေ့အဖို့ကြိုက်တယ်ဟုတ်တယ်အဲဒါပေမဲ့ဟိုကြော်ဝင်လည်းကိုကြိုက်တယ်ကြော်ဝင်ပွဲပြီးတော့ခြေလောက်တော်မှာလမ်းတော်ကောင်းအောင်မရှောက်နိုင်ဘူးဆိုတော့တွေ့ရတယ်ဒါပေမဲ့ကြော်ဝင်ကတံတောင်ကိုတောင်းရမယ့်အချိန်မှာတောင်းတယ်လက်သီးကိုထိုးရမယ့်အချိန်မှာထိုးတယ်ပြီးတော့သူ့စီကိုဝင်လာရင်အနောက်အရန်မဆုတ်သွားဘူးဟုတ်ကဲ့ပါအဝင်ကိုဆောင်းဆောင်ပြီးတော့ကစားတာအဲ့ပွဲလည်းကြည့်ကောင်းတယ်ဒီနေ့တော်တော်များကြည့်ကောင်းတယ်ဟုတ် ဟုတ်အဲ့တော့ကိုဟိုနေ့လေအာဖရိကနဲ့အောင်ဟင်းဆွမ်းပင်စောပါဟင်းနဲ့စောမင်းနိုင်ရဲ့ပွဲအကြောင်းကိုလည်းပြောပြပါအောင်ကိုအဲအခုအရင်ဆုံးဒီအာဖရိကပွဲပေါ့နော်အာဖရိကနဲ့အောင်ဟင်းဆွမ်းကအောင်ဟင်းဆွမ်းတာတယ်အဲအောင်ဟင်းဆွမ်းကိုယ်တိုင်လည်းအရင်တော့အတွေ့အကြုံများသူဒါပေမဲ့အာဖရိကသက်ဆိုင်တော့နည်းနည်းအတွေ့အကြုံများတယ်အခုထင်ဘာကြောင့်လဲဆိုတော့အောင်ဟင်းဆွမ်းပွဲအခုကြည်ဘူးလို့မဟုတ်ဘူးသူ့နာမည်အခုခဏခဏကြားဘူးနေလို့အာဖရိကတော့အခုနောက်ပိုင်းဒါ ခက်ဆိတ်ဆိတ်တော့ကြားလာတယ်ပြီးတော့ဒီငါးသလုံးမဲ့စကနေပြီးတော့ဒီကလပ်ကနေပြီးတော့ကလပ်အသစ်မှာဒါသူ့ကိုမွေးထားတဲ့ကစားသမားပေါ့ဆိုတော့အကိုတော့သူ့ကိုစိတ်ဝင်စားကြည့်တယ်ကြည့်တဲ့အခါကျတော့လိုတော့လိုသေးတယ်ဟုတ်တယ်အလုံးအထည်ရောနောက်တစ်ခုကဟိုဘယ်လိုပြောမလဲသူ့ရဲ့အရာအမောင်းလေးရောမစိုးအရာအမောင်းနဲ့အလုံးထည်မစိုးဘူးပညာကောင်းရင်ကောင်းသလိုကွာဒီပွဲကြီးတွေမျောထိုးလို့ရတယ်ဒါပေမဲ့အခုချိန်မှာအဲ့ပညာကမလုံလောက်သေးဘူး ဆိုတော့ဒီကိုကျော်စိုးတို့ဟိုဥော်ကြီးတို့မုံမှန်မှုအောက်မှာဘယ်လောက်ထိတိုးတက်လာမလဲတိုးတက်တိုးတက်နိုင်ကြရရှိတယ်လူငယ်လဲလူငယ်ပြီးတော့စီးကန်းလိုက်နာတယ်လက်ကြားတယ်အဲ့တော့ဒါပေမဲ့ဒီပွဲမှာတော့အောင်းဆွမ်းတဲ့သူတွေကဟိုတိုင်ပဲတိုင်အောင်းဆွမ်းနေနေတာတယ်အဲဘာကြောင့်လဲဆိုတော့ဟိုအဟတ်စင်ကြီးခံရတာရှိတယ်ဟာလာဆိုတော့ဒီအနေထားလေးတွေမြင်ရတယ်ဟိုကောင်းလေးကမိုင်ကြောကြီးလည်းရှိတယ်တတိလည်းရှိတယ်ဒါပေမဲ့ဒီထက်နည်းနည်းပိုပြီးပါနေဖို့လိုသေးတယ်ဟုတ်ဟုတ်ဒါပေမဲ့ဒါကိုချော်စိုးတို့လက်ထဲမှာလည်းအရင်မကြသေးတော့ အကိုတို့တစ်ချက်စောင့်ကြည့်ရမှာပေါ့ဘာဟင်းနဲ့ဒီစောမင်းနာစောမင်းနာဟုတ်ဒီနေ့ကဒီစောနှစောစောနှစောတော်တော်စောထူအောင်နဲ့စောမင်းနိုင်ပေါ့နော်စောနှစောနှစ်ယောက်ကလုံးဟိုပွဲနေနေပြတ်သွားတယ်နော်ဒီအကိုတို့ထုံးမင်းနိုင်လေးလေစောထူအောင်စောစီပွဲဖြတ်ပလိုက်တယ်လို့ပဲဘာဟင်းနဲ့ ဒီစောမင်းနိုင်ကလည်းဒုတိယအချီမှာပြီးသွားတော့ဟုတ်လားမသိဘူးဟုတ်တယ်ပထမအချီတည်းကတော်တော်ကွာတယ်တော်တော်ကွာနော်ဟုတ်တယ်တော်တော်ကွာဆက်ကစားလို့မရတော့ဘူးတို့အနားတောင်းတယ်အနားတောင်းလဲပြန်ဝင်လာလို့မရဘူးပြန်ဝင်လာပါစင်းနေပဲဆူတောင်းတဲ့နောက်တစ်ပွဲပြီးတော့ဒါပွဲကိုရပ်လိုက်တယ်ဟုတ်ကဲ့ဒီစပိုင်ကိုအနိုင်ပြလိုက်တယ်ဘိုင်းကဟိုနှစ်ယောက်ဆိုတော့အတွေ့အကြုံရှိပါတယ်ဟုတ်ကဲ့ပြီးတော့ဒီစောမင်းနိုင်ကလည်းအဲဘလို့ပြောမလဲပြီးခဲ့တဲ့ညလုံးချောနေတဲ့ကဟိုတိတ်တော့အားမရဘူးဟုတ်ကဲ့အဲနဲ့ထုံးထုံးထုပ်ပေါက်ကတော်တော်ယိုးတယ် ်ပြီးတော့အနာခံပြီးတော့ကစားတယ်အမိုက်ခံကစားဆိုတဲ့ပုံစံမျိုးဒါပေမဲ့အဲ့ဒါကအကန့်သတ်ရှိရလေတင်ဘာဟင်းကကြတော့ဟိုမျက်လုံးချောလို့မဟုတ်ဘူးကွာအခုအမြင်တော့ဘာဟင်းကပို့ပြီးတော့လှုပ်တက်ကင်တက်တယ်ပြီးတော့အတွေ့အကြုံပို့ရင့်တယ်ပြီးတော့ပါဝါလေသူတို့နေက weight core two ရလာမသိဘူးအစ်ဘော်လည်းနည်းကွာအစ်ဘော်တော့နည်းကွာပါဝါဘယ်လိုမှမရှင်းနိုင်ဘူးအဲ့ဒါဆိုတော့ဘာဟင်းနိုင်သွားတာပေါ့ဟုတ်ကဲ့ပါ ဲ့တော့ second count ပဲပေါ့နော်ဒါထုံးမင်းနိုင်တဲ့ assault ထူအောင်နဲ့စောစောစီးပဲပွဲပြတ်သွားတယ်ပွဲလည်းပြောမှဆိုဆိုတော့ဒါ assault ထူအောင်ရဲ့အရင်လက်ရည်ပယ်ရမလားဆိုရင်စောင့်ကြည့်နေတဲ့ပြိတ္တကလည်းတစ်ဖက်ရှိတယ်ဒီဘက်မှာလည်းကျွန်တော်ထုံးမင်းနိုင်တိုးတက်လာတယ်ဆိုတာကိုလက်ခံပြီးတော့ဒီအကဲဆန်းနေဆိုတဲ့ပုံစံမျိုးဒီပွဲကိုကြည့်ရပြိတ္တလို့လည်းရှိတယ်အဲ့တော့ဟိုကျွန်တော်အသိချင်တာကတော့အကိုကဒီပွဲကစောစောပဲပြတ်သွားတယ်ကိုယ်စောပဲပြတ်သွားတယ်ဆိုပေမဲ့ဆိုတာလည်းဒီဘယ်လိုပြောထုံးမင်းနိုင်ရဲ့ဒီဘယ်လိုပါနတ်တဲ့ပုံစံနဲ့ပေါ့နော်ဒီ လဲထိုးနိုင်လိုက်တယ်ဆိုတဲ့အခြေအနေကိုမြင်ရတယ်အဲ့တော့ထုံမင်းနိုင်ကအကူမျက်စိရှင်းပါတယ်မဲ့တောက်လျှောက်ပွဲထိုးလာပြီအကူလည်းတောက်လျှောက်ကြည့်ရတဲ့မှာထုံမင်းနိုင်လည်းပါလာတယ်အဲ့တော့ထုံမင်းနိုင်ရဲ့လက်ရည်ကိုအကူဘယ်လိုသုံးသက်ချင်လဲထုံမင်းနိုင်ကောင်းလာပေါ့ထုံမင်းနိုင်ကအခုဒါအကူအမြင်ကတော့တချို့တွေလည်းဒါအကူနဲ့နှီးစက်ရာလောက်ရေကျွမ်းကျင်တဲ့သူတွေလည်းဒီဘက်မှာဒီဆော့ထူအောင်တော်တော်စောင့်ကြည့်ကြင်ကြတယ်အကူတော့မထင်ဘူးအစားရဲ့ဟုတ်ကဲ့ဆော့ထူအောင်ဆော့ထူအောင်အရင်တော့ဆော့ထူအောင်မဟုတ်တော့ဘူးလို့ပဲအကူတော့ခံစားရတယ်ပြီးတော့ဒီထုံးမင်းနိုင်ကို power ရော movement ရောပြီးတော့ defied IQ ပေါ့ကွာ intelligent ရောပြီးတော့ technique ပိုင်းတွေရောသူမမိပါဘူးဟုတ်ကဲ့တလုံးချင်းကန်တယ်နှစ်ယောက်လုံးအပြန်အလှန်ခတ်ကြတာပဲပါဝါกว่าတယ်ဇော်ထူအောင်ကအရင်တော့ဇော်ထူအောင်ဆိုရင်တော့အခုထုံးမင်းနိုင်နဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်အခုဇော်ထူအောင်ကတော့ထုံးမင်းနိုင်ကိုမမိဘူးနောက်ထုံးမင်းနိုင်ကစားတာအခုကြိုက်တယ်ထုံးမင်းနိုင်ကရွှေ့တာတွေမြန်တယ်ပြီးတော့အတက်အဆုတ်မြန်တယ်အဲ့အတက်အဆုတ်မြန်တာအခုရာမန်လည်းအဲ့လိုပဲ ဟုတ်ကဲ့အဲ့လိုကစားသမားတွေကဟိုဘာနဲ့သွားတူလဲဆိုမွေပါနဲ့သွားတူတယ်သူတို့လုတ်ချင်လိုက်လုတ်လို့မရဘူးဟုတ်ကဲ့သူတို့ဩရာမန်ကတော့ဘလို့ထိုးလိုက်ရင်ရတယ်ထုံးမန်ကတော့ဘလို့ထိုးလိုက်ရင်ရတယ်ဆိုတာကဟိုသူတို့ထက် level မြင့်နေရင်တော့ရရင်ရတယ်ဟုတ်ကဲ့ဟိုအပြည့်ရင်းမှာတော့မလွယ်ဘူးဘာကြောင့်ဆိုတော့ဝင်နေထွက်တယ်ပြီးရင်ခတ်နေရင်လည်းလက်သီးဝင်တယ်ထိုးနေရင်လည်း၆ကံတယ်ဆိုတော့အဲ့အတွဲလုံးတွေကထုံးမနိုင်စီမှာလည်းတွေ့ရတယ်ရာမန်စီမှာလည်းတွေ့ရတယ်သူတို့နှစ်ယောက်ကဆိုင်တော့မဆိုင်ဘူးဒါပေမဲ့အကွာဒါကြုံလို့ပြောတာအထုံးမနိုင်ကပြီးတော့ ကစားတာစုံတယ်ပြီးတော့ဒီနေ့ပွဲမှာလည်းသူ့ပါဝါကအရှိပွဲဒီမှာတော့အမှန်တိုင်းပြောရင်ဟိုနိုင်ငံသားတွေနဲ့ကစားတယ်ကွာတော်တော်များများကိုကြိုက်တော့ကြိုက်တယ်နိုင်ငံသားတွေနဲ့ကစားတော့နိုင်ငံသားတွေတော့ဟိုနိုင်မှာပဲလေဆိုတော့ဟိုအတွေးတော့ရှိတာပေါ့အဆော့ထူအောင်အခုကစားတော့တဲ့ပုံကတော့ပြီးတော့ဆော့ထူအောင်အဝင်ကိုစောင့်ပြီးတော့ထိုးသွားတဲ့လက်ကြီးကတော်တော်လေးလှတယ်ဆော့ထူအောင်အနားတောင်းတယ်ပေါ့အခုကကွင်းထဲကိုပြန်ဝင်လာမှစိုးရင်လားဟုတ်ကဲ့သိလားအနားတောင်းပြီးတော့ဟုတ်ကဲ့ ဒီပွဲကိုပြန်ဆက်ကစားမှာဆိုရင်တော့မရတော့ဘူးလက်လက်တောင်ပြုတ်နေပြီနော်ခေါင်းလည်းလဲနေလက်ပြုတ်လဲဆိုတော့ဒီလိုပြုတ်တာပြောတာမဟုတ်တွဲအောင်ကြာနော်ဆက်ထိုးရင်ပူနာဖို့ပဲရှိတယ်စောစီးတိုင်ကပွဲကိုရက်လိုက်တယ်အဲအရှုံးပေးလိုက်တယ်ပေါ့အဲ့တော့ကောင်းတယ်အဲ့တော့ထုံးမနိုင်လဲကြိုက်တယ်အခုရန်ကုန်မှာတောက်လျှောက်ထုံးမနိုင်ထိုင်းမှာကစားရတယ်လေအကူကကြိုက်တယ်ဟုတ်တယ်ဟုတ်တယ်ပေါ့တော့ဆိုရှုံးတာနိုင်တာတော့ပါတော့တကယ်ပဲလေအဲ့တော့တကွပြတ်မေးလိုက်ပါထုံးမနိုင်ဒီထိုင်းမှာကစားခဲ့တဲ့ပုံနဲ့အခုရန်ကုန်မှာပွဲတွေစတိုက်ကစားတယ်နိုင်ွယ်လေရ ဘာကွာခြားမှုဘာရှိဘာမရှိဘူးဟိုသူဘာမရှိဘူးဆိုတာကအခုထုံးမနေရပိုတိုးတက်လာလို့ညီလေးစောစားပြောအကွာအလက်မခံထုံးမနေရအစလေးကသူ့တန်းနဲ့သူကောင်းတယ်ဟုတ်ကဲ့1မှာတော့အရှင်းမြအခုသူထိုးတဲ့တိုင်ဘက်တိကျပုံမြင့်လို့သူနိုင်ရင်လည်းနိုင်မယ်ရှုံးရင်လည်းရှုံးမယ်တော့သူ့လက်ရည်က1မှာလည်းမနိုင်ဘူးရှုံးတဲ့ပွဲကြီးလည်းရုပ်ပြဆင်ပြမရှိဘူးနော်ဒီနိုင်တဲ့ပွဲကြီးလည်းသူကောင်းမွန်နိုင်တယ်အခုဒီမှာလည်းသူသူလက်ရည်တာနေတယ်ကွာနေတယ်သူကနိုင်သွားတာကြောက်သွားမှရှိဘူးသူ့ပုံစံကအရင်အတိုင်းပဲအရင်ထုံးမနေရင်အရင်လိုပဲကောင်းတော့မယ် ဟိုဒါအခုတစ်ဖက်သက်ချီးကျူးနေတာမဟုတ်ဘူးသူပုံသူကစားပေါက်ကပုံမှန်ကြည့်ရသူဆိုသိတယ်ဒီတိုင်းပဲသူ့ရဲ့ movement တွေပြီးတော့သူ့ရဲ့ step တွေအပြင်အခုပြောသလိုအတက်အဆုတ်ပေါ့နော်သူအရှိတိုးတယ်အဲစက္ကနေဟိုထုတ်ထားမယ်နောက်ကိုပြန်ဆုတ်မယ်အပြင်ပြန်ဝင်မယ်ဆိုတော့သူနည်းနည်းလေးမာရလည်းများတယ်ပေါ့ဟုတ်ကဲ့အထုံးမနိုင်အခုကစားတော့ကြိုက်တယ်ပြစ်နိုင်ရင်တော့ဇောထူးအောင်နဲ့တဲတော့အကွာတိတ်အားမရဘူးဆော့ဆော့လို့ပဲကွာ ဒီရဲလင်းဦးနဲ့ဟိုဆိုမတဲစီချင်းစီတိုးဆိုရင်ဒါပေမဲ့စီစဉ်တဲ့သူတွေထိတ်သွားလေလှတယ်ဒါပေမဲ့ထုံးမနိုင်တဲ့ကျတော့ဟိုဆော့ထူအောင်မတဲစီချင်းဟိုကဒီအဲမွေအဲမွေကတော့သူတို့အတူတူတော့လေ့ကျင့်ခဲ့ဘူးတယ်ပေါ့နော်ဒီဒီအဲမွေကွန်မောက်ဆီမှာကစားတော့ကဒီတိမ်မြူကသူတို့ဂျင်မှာပဲသူတို့ကစားရကြတော့ဆိုတော့ဖြစ်နိုင်တော့သူတို့ဒီသူတို့နှစ်ယောက်တဲစီချင်းတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ဒါကျွန်တော်ခေါင်ပွဲကိုပဲသွားလိုက်မယ်ပေါ့နော် ရာမန်နဲ့အောင်ဟန်နဲ့ကခဏခဏတွေ့ခဲ့ဘူးကွာဗျဒီပွဲလည်းအဖြေမပေါ်ခဲ့ဘူးဆိုလိုတာတော့ဘယ်လိုပြောရမလဲပျက်ပျက်သားသားဖြစ်မပေါ်ခဲ့ဘူးเนาะပုံမှန်ကတော့ကျွန်တော်အနေနဲ့နေနာရောမြင်နာရောတော့ဒါရှိကောင်းရှိမှာပဲအတော်နှစ်ယောက်တွဲဆုံမှုကအဆုံးတက်ချိန်တန်ပြီလားကိုပြောတော့ဦးကြီးလေးကတဲတဲ့ဆိုရှိရင်တော့အကွာတော့ကြည်မှာပဲဟုတ်ကဲ့အဲ့တော့အခုလိုပဲတင်ကြည်ကျင်တဲ့သူလည်းရှိမှာပဲ ော်ဝါယူကွာဆိုတော့သူလည်းရှိမှာပဲသူတို့နှစ်ယောက်အဆုံးသတ်ချင်းတံမီလားဆိုတော့အကိုတို့ကပွဲရငတ်ရတယ်ကြားတယ်သူတို့နှစ်ယောက်တိုင်ရင်တော့မကြည့်တော့ပါဘူးကွာတော့အကိုမတွေးမိဘူးနောက်တစ်ခုကပြောလို့ပြောတာမဟုတ်ဖြောင်းမှုပေးနိုင်တယ်ဟုတ်ကဲ့ဟုတ်ရာမန်ကိုအခုဒီအောင်ခိုင်မထိုးဆိုရာမန်ကဘယ်သူနဲ့ထိုးမလဲအာဟုတ်တယ်နော်တဘောအောင်ခိုင်ထိုးနေလို့တယောက်ကဖိကစားနေတယ်ဒါပေမဲ့ဒီတယောက်ကလည်းကြောက်သွားမှာမဟုတ်ဘူးအဲဘယ်အချိန်တစ်ချက်ကောင်းပြန်ထိုးမလဲဆိုတော့ကြည့်ရတာလေရင်ခုန်မှုကောင်းတယ်အဲ့တော့အကိုတို့လည်းပြင်းတယ်ရှင်းပြောရင်ဒီပုံစံပဲမြင်ရတာပေါ့နော်အကိုတို့ကဒီ story line ကဒီအတိုင်းပဲသွားတယ် ဒါပေမဲ့အဲ့ story line ထဲမှာအပြောင်းလဲလေးရှိမလားဆိုပြီးတော့အကိုတို့ကြည့်ရတာပဲဆိုတော့အကိုအကိုနောက်အခုရန်ကုန်မှာနောက်တော့ဝက်ထက်တယ်မဲ့ရမနာအောင်ခံကြုံလားဆိုတော့အကိုကကြည့်မှာပဲဟုတ်ကဲ့အဲဆိုတော့ဟို result အရာတော့တရေပွဲပဲပေါ့ဒါပေမဲ့တခုရှိတာကတချို့ဟာတွေကကြတော့ဒါစနစ်တင်နဲ့စနစ်တွေကြောင်းဆိုင်တာပေါ့လေစနစ်ကအမှတ်ပေးမရှိဘူးအလဲထိုးမှဆိုအောင်ခိုင်းလို့ကစားသမားမျိုးအလွယ်တကူအလဲထိုးဖို့ဆိုတာလဲမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အခါကျတော့မနိုင်ဘူးအကိုအနေနဲ့ဆိုရင်တော့ရမန်ကိုအနိုင်ပေးတာပေါ့ကွာ ဆိုတော့ဒါကြောင့်အရင်မှမနိုင်တာပေါ့ပြောစရာတွေတော့အများကြီးပေါ့ဒါပထမဆုံးကိုပြောတာဟုတ်ကဲ့ဒီပွဲအခြေအနေလေးကိုလည်းအခုအခုမြင်လေပြောပေးပါဦးပွဲအခြေအနေကအောင်ခိုင်ကအတွင်းကိုဝင်ဖို့ကြိုးစားမယ်ဒီရမန်ကိုတဘောကလီဗာရှော့ဒီဘိုက်ဒီနိုင်ထိုးမယ်ပေါ့ကွာဒါပွဲမတိုင်ခင်တည်းကဒါကြိုသိပြီးသားပဲအဲ့လိုပဲရမန်ကလည်းဒီအောင်ခိုင်ကိုအဝင်ခံမှာမဟုတ်ဘူးအစည်းပြီးတော့ထောက်ထားမယ်ထိုးထားမယ် ဆိုတော့ဒီအပွဲကိုပဲအခုတို့ကြည့်ရမှာဆိုတော့ဆိုတော့တကယ်လည်းဒီပွဲကိုပဲကြည့်ရတယ်။ဒါပေမဲ့ကိုယူဆထားပြီးသားအတိုင်းကစားစီတိုင်အောင်သူတို့ပါဝါတွေကြောင့်ကြည့်ရတော့အရသာရှိတယ်။စိုင်းတန်အရန်ကျန်လို့သာဖြောက်ဖြောက်ဖြောက်ဆိုတဲ့အတန်တွေမကြားလို့သာအမှန်အဲ့ဒါတွေကြားရင်ပိုတော်မှနှစ်အောင်မယ်။ဟောကစားတာကအရမ်းပါဝါကြီးကကြောက်စရာ။အောင်ခိုင်းတော့တွားဒီကားတော့တွားယူနေတူတယ်လို့တော့တွေးယူရတယ်။အကြလဲကြောက်ကြသွားနိုင်တယ်တစ်ချက်လဲကွဲသွားသေးတယ်။အကစားတာကကြတော့အမှဒီ အခုအမြင်ကိုပြောရရင်အောင်ခိုင်ကဟုတ်ကဲ့ရာမန်နဲ့ထိုးတဲ့အခါမှာဟိုဘယ်လိုကောင်းမလဲအနိုင်အရှုံးသူထိုးခြင်းထိုးလို့ရတယ်ဟုတ်ကဲ့ဗျအနိုင်အရှုံးသူထိုးခြင်းထိုးလို့ရတယ်မရှုံးအောင်ထိုးရင်တော့သူတို့နှောက်အဖြေပေါ်ဘူးမလွယ်ဘူးဟုတ်ကဲ့ဗျဘာကြောင့်အနိုင်အရှုံးသူထိုးခြင်းထိုးလို့ရလဲဆိုတော့ခံအခုဒီတိုင်းလဲခံရတာပဲမရှုံးသွားတာပဲရှိတယ်ဒီတိုင်းလဲခံရတာပဲအမှတ်နဲ့သာဆိုရင်အဲ့မှာပုံစံတစ်မျိုးပြောင်းသွားလိမ့်မယ်ဟုတ်ကဲ့ အောင်ခိုင်အမှတ်နဲ့ဆိုရင်နေနေဘာလို့လဲစွဝင်ရတော့မှာအဲစွဝင်သူနိုင်သွားနိုင်တယ်ဟုတ်တယ်အခုက तू စွဝင်ပြင်ပြီမဲ့ဖြောင်းဖြောင်းဖြောင်းသူထောက်ထားလိုက်ရင်ထိတော့ပြင်းပြန်လန်းတယ်ထိတော့ပြင်းပြန်လန်းတယ်အဲ့တော့မရှုံးရေးစီကိုလည်း तू ဥတည်ရတယ်လိုက်နေတော့လိုက်နေတယ်လိုက်ပြီမဲ့လိုက်ခံရင်ဖြစ်နေတယ်အောင်ခိုင်ကအခုသဘောကျပါတယ်အောင်ခိုင်စိတ်တက်ရောကစားလည်းတကယ်တိုးတက်လာပါတယ် तू အတွက်ခက်ခဲတာရမယ်အရေအမောင်းအလေးချိန်ဟာလာနောက်တစ်ခုကဒီခြေစက်လက်စက်နောက်ကစားပုံဒါတွေကသူ့အတွက်ခက်နေလို့သား ဒါပုံမှန်အပြင်တော့အောင်ခိုင်လေးအရင်လို့မဟုတ်တော့ဘူးအရန်ကိုတိုးတက်လာပြီတိုးတက်လာမှရာမန်မို့လို့သူကတ်လို့မရတာကျန်တဲ့သူသူတိတ်ပြည်ထဲမှာတိတ်ကြောက်ရမလို့တော့ဘူးဆိုတဲ့အနေသားမျိုးရောက်နေပြီဒါပေမဲ့ပြဿနာကအဲ့လိုပေါ့ဒီအလဲထိုးစနစ်မှာတော့အနိုင်မြူနိုင်ရင်ခဏရင်သူတော့ကောင်းအောင်ကြိုးစားရင်းနဲ့ဟိုတစ်ချက်ကောင်းလိုက်အမှန်တော့အတင်းဝင်မယ်ဆိုရင်သူရှုံးလဲရှုံးသွားနိုင်တယ်နိုင်လဲနိုင်သွားနိုင်တယ်အနိုင်ရှုံးပြတ်သားနိုင်တယ်ဟုတ်အဲ့ဒါဒါအောင်ခိုင်ရှူတော့မှာနော်ရာမန်ရဲ့ရှူတော့ကတော့ distance ကိုခွာပြီးတော့ကစားမဲ့ game distance ကိုကောင်းကောင်းခွာကစားရတယ်တကယ်ကောင်းကောင်းခွာကစားနိုင်တယ်ဟုတ်ကဲ့ရာဒီသူ့ရဲ့ဟိုအောင်ခံရဲ့ခြေရင်းလက်ရကမှာ तू မနေဘူးဟုတ်ကဲ့ तू လှုပ်ချင်တဲ့အချိန်ချိန်မှာဝင်လှုပ်တယ်အခုပြောသလိုပဲငွေပါလို့ပဲနောက်ထူးခြားတာကယာမန်ဟာတိုက်ကွက်ပူစုံလာတယ်ပူတက်လာတယ် तू oblique ကန်လာစနစ်ကြရနော်ဟုတ်ကဲ့ဟုတ်ကဲ့တကယ်စနစ်ကြတာဟုတ်ကဲ့အခုအောင်ခံကို तू မထီဘူးမနေမိဘူးဆိုတာကသူ့ရဲ့ ဒီအချိန်အစတိုင်မင်လေးတွေလွဲနေတယ်ဟုတ်ကဲ့အဲ့ oblique can တဲ့ပုံစံကဟိုဘယ်လိုကောင်းလဲနှိုင်းရှင်တာတော့မဟုတ်ဘူးမကျွန်ကျုံစုတ်ကန်မြင်ရတဲ့ပုံစံအတိုင်းပဲအခုမြင်ရတယ်တကယ်မြင်ရတယ်ပုံစံကြတယ်ဒါပေမဲ့ तू အချိန်အစတိုင်မင်လေးလိုနေသေးလို့နင်းမိတယ်ဆိုရင်တစ်ချက်နင်းနှစ်ချက်နင်းသုံးချက်နင်းဆိုရင်အောင်ခိုင်ခွေသွားနိုင်ခွေနှွာမှာအဲ့ oblique တကန်လာတော့အခုအခုဒါပြည်ရင်းမှာ မမြင်ရဘူး။ဒါရမန်ကောင်းကောင်းလှုပ်သွားတယ်။အခုအဲ့ဒါလေးကိုတော်တော်သဘောကျတယ်ရမန်ကို။ဟုတ်တယ်ကို။အဲ့တော့ဒါလလုံးစဲဆိုရင်ဒါကျွန်တော် ပရမတန်းမှာလည်းထိုးပွဲတွေကဒီလိုဒီလိုလုံးလာပြီပေါ့နော်အကျော်တော်ဝင်ဆိုလည်းပြပရောက်သွားပြီတွတ်တွတ်လဲဆိုလည်းနားနေပြီပရမတန်းမှာကြံတဲ့လူကလည်းလက်ရီချိုးကြီးလိုရတဲ့အခြေအနေဖြစ်နေပြီဟိုဒီပွဲဆိုတာထက်နောက်ထပ်အဲဘဒူနဲ့တယ်ရာမန်ကိုပို့ပြီးစိတ်ဝင်စားနိုင်မယ်လို့ကိုထင်တယ်အဲ့ဒါတော့ညီလေးဟိုဟာဘဒူလေကိုစိုးညီတို့နဲ့သာဆွေးနွေးတော့အကိုတော့ဟိုအများကြီးမပြောချင်တော့ညီလေးတို့ဆွေးနွေးရမယ့်အပိုင်းနဲ့အကိုဝင်လည်းမရှုပ်ချင်အကိုဒီပွဲကြည့်တယ်ကြည့်တဲ့အခါမှာအကိုဒါလေးတွေမြင်တယ်အကိုဒီလောက်ပဲပေါ့နော်ဆိုတော့ကြံတာစီစဉ်တဲ့သူနဲ့ထိုးတကယ်ထိုးကျင်တဲ့သူတွေနဲ့အဲသူတို့ ်စပွဲကိုစီစဉ်ကြလောက်အောင်ထိုးရသူလည်းထိုးကြလောက်အောင်တော့မင်းတို့ဒီရိုးရလောက်ကြီးအကြောင်းအထီးကဆွေးနွေးနေတယ်ကိုစိုးကြီးကောင်းကြီးတို့မင်းတို့တာဝန်ပဲဟုတ်ကဲ့ဟုတ်အဲဆိုဒီအခုလိုပြပြဆိုဆိုတုံးသက်ပေးခဲ့တာပရိသတ်တွေအနေနဲ့လည်းကျင့်တဲ့အားနဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်